ေဒုတိယစာတောင်းမှာတော့သူကကုမ္ပဏီရဲ့စံနှုန်းအတိုင်းအလုပ်လုပ်တယ်။သူကကုမ္ပဏီတက်မှတ်ထားတဲ့ဒီစံချိန်စံနှုန်းကိုအတိုင်းအလိုက်နာပြီးအလုပ်လုပ်တယ်လို့ပြောချင်တာပေါ့နော်။အဲ့ဒါကိုသူဒီမှာဘယ်လိုပြောထားလဲ။ခေါင်းทำงานตามมาตรฐานของบริษัทเขาตูกะทำงาน အလုံးလုံးတယ်ဘလို့လုံးလုံးထားလဲတာလိုက်တယ်ကအဲ့လိုမျိုးလောက်လုံးလဲပေါ့နော်ဘလို့လုံးထားလဲမာတရထန်ဆိုတဲ့ဒီစံချိန်စံနှုန်းအတိုင်းကိုလုံးလုံးတယ်ဘလို့ရဲ့စံချိန်စံနှုန်းအတိုင်းကိုကျွန်တော်အလုံးလုံးထားလဲဆိုရင်ခေါင်းဘော်ဒီဆတ်ဘော်ဒီဆတ်ဒီကုမ္ပဏီတစ်ခုရဲ့ဒီစံချိန်စံနှုန်းအတိုင်းကိုသူကအလုံးလုံးတယ်လို့ပြောတာဖြစ်ပါတယ်เขาทำงานตามมาตรฐานของบริษัทตูกา ကုမ္ပဏီရဲ့စံချိန်စံနှုန်းအတိုင်းကိုလိုက်နာတယ်အလုပ်လုပ်တယ်လို့ပြောခြင်းဖြစ်ပါတယ်။ဒီညမှာမှတ်ထားလိုက်မယ်။ခေါင်းသူထမငါအလုပ်လုပ်တယ်။တမ်းဆိုတာလိုက်တာကိုပြောတာနော်တယောက်ယောက်ကိုလိုက်တာ။နောက်ကနေလိုက်တယ်ပေါ့နော်။နောက်သူများသွားတဲ့နေရာကိုကျွန်တော်တစ်ထက်တည်းလိုက်တယ်ပုံစံမျိုးပေါ့နော်။တမ်းလိုက်လာတယ်။မာတရထန်အရေးအတွေးကုံစံနှုန်းစံနှုန်းအစင်တန်းခေါင်းပစ္စည်းဥစ္စာရဲ့ဘောရိဆတ်ဆိုတာကတော့ကုမ္ပဏီလို့ပြောတာဖြစ်ပါတယ်။ ဟုတ်ပြီဗီဒီယိုဖိုင်လေးရနည်းနည်းရှင်းသွားပြီဆိုတော့ကျွန်တော်ဒီဥစ္စာကိုရေးတော့မပြတော့ဘူးเนาะအားလုံးလည်းသိမယ်လို့မျှော်လင့်နေဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာရဲ့နောက်ဆုံးမှာမေကုံမေးမယ်ဒီဝါကြတွေအားလုံးနဲ့မှာအဆွန်ဆုံဆိုတဲ့ဘီအမြင့်တန်စကလုံးဘယ်နှလုံးပါလဲလို့မေးမှာဖြစ်ပါတယ်အမြင့်တန်ဘီဘယ်နှလုံးပါလဲလို့မေးမှာကဲအားလုံးပဲဖြေဆိုနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ